င်္ဂလာပါရှင်2025ခုနှစ်မေလ29ရက်နေ့ရဲ့နေ့လယ်ခင်းသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်။ကျမကတော့စူစီပါ။ဒီကနေ့နေ့လယ်ခင်းရဲ့ထူးထူးခြားခြားသတင်းတွေအထက်ကပထမဆုံးတွေ့ရတဲ့သတင်းကတော့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ဆက်ရှုံးကောက်စီတပ်ရဲ့ရွှေအင်းညာဖျားကုံစစ်စခန်းကိုကင်နယ်လီကထပ်မံသိမ်းပိုက်လိုက်ပါတဲ့။ဒါပြင်မနေ့ညပိုင်းကသိမ်းပိုက်ခဲ့တဲ့ကနယ်လီစခန်းကဆက်ရှုံးကောက်စီတပ်ဖွဲ့ဝင်50ကျော်ထိုင်းဘက်ကိုထွက်ပြေးသွားပါတယ်။အေနဲ့ဘင်္ဂလားဒေ့ရှ်ဆက်ဆံရေးအပေါ်ဆက်ရှုံးကောက်စီကကတ်ကွက်မှုကြောင့် ရန်ကုန်မှာရှိတဲ့ဘင်္ဂလားဒေ့ရှ်တန်အမတ်ကြီးနဲ့စစ်တပ်မှုတို့ကိုဘင်္ဂလားဒေ့ရှ်အစိုးရကပြန်လည်ရုပ်သိမ်းလိုက်ပြီးနိုင်ငံတန်တမာရေးအတင်းမာဆုံးကိုရောက်ရှိနေပါတယ်။ကြောက်ပြူအမတ်30နေရဲတဲ့ရင်အနီကဆစ်ရှိုးကောက်စီတက်ဆွဲထားတဲ့နန်းဖဲတောင်ရွာကိုအေအေကထိန်းချုပ်လိုက်ပါပြီ။ဒီနိုင်ငံလုံးလုံးမြောက်ရေး KIA ရင်နဲ့ဆက်လက်ပူးပေါင်းတိုက်ပွဲဝင်မယ်လို့ CNL ကပြောလိုက်ပါတယ်။မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှာပေါ်တာဆွဲခံရပြီး စစ်မှုထမ်းအဖြစ်သွတ်သွင်းခံရတဲ့တပ်သားတင်အုပ်လက်နက်ခဲယမ်းတွေနဲ့အတူအလင်းဝင်လာပါတယ်ရှင်ဒီသတင်းတွေနဲ့အတူဒီကနေ့နေ့လည်းခရင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးသွားမှာပါရှင်ပထမဆုံးနားဆင်ကြရမယ့်သတင်းကတော့ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ရှုံးကောင်စီတပ်ရဲ့ရွှေအင်းငံဖျားကုန်းစစ်ခန်းကိုကင်းလေပူပေါင်းတပ်တွေကထပ်မံသိမ်းပိုက်လိုက်တယ်လို့ကင်းလေစစ်ရေးသတင်းရင်းမြစ်ကနေပြောဆိုလိုက်ပါတယ် မနေ့ကမေလ28ရက်နေ့ညပိုင်းမှာဆစ်ရှုပ်ကောက်စီတက်ရဲ့ကနယ်လေးစကန်ကိုသိမ်းပိုက်ပြီးတဲ့နောက်ဒီကနေ့မေလ29ရက်နေ့မနက်ပိုင်းမှာချွေအေးမြိုင်ဖျားကုန်းစစ်ကန်ကိုပါကင်းနယ်ပူပေါင်းတက်တွေကထပ်မံသိမ်းပိုက်လိုက်ကြပါဒီမနက်ချွေအေးမြိုင်ဖျားကုန်းစကန်ကို ကနယ်လေးကနေပြန်ဆင်းလာတဲ့အဖွဲ့ရဲ့အောက်ကတက်ကူလာတဲ့စုံစည်းနိုင်ငံအဖွဲ့တွေပေါင်းပြီးတက်ကြိတ်လိုက်တာရသွားပြီအဲ့ဒီစကန်ကစစ်ခွေးက90လောက်တော့ရှိမယ်လို့ကင်းနယ်စစ်ရေးသတင်းရင်းမြစ်ကနေပြောဆိုလိုက်ပါတယ် ။မင်းညပိုင်းက KNL ကတင်ပိုက်ခဲ့တဲ့ကနေလေး6ခန်းမှာစစ်ရှုံးကောင်စီတပ်ဖွဲ့အင်အား100ကျော်ရှိပြီးစစ်သား90ကျော်ထိုင်းဘက်ကိုထွက်ပြေးသွားကြောင်းလက်ရှိမှာကနေလေးစကန်တိုက်ခိုက်သိမ်းပိုက်မှုသတင်းကိုမကြာမီ KNU ကတရားဝင်သတင်းထုတ်ပြန်မှာဖြစ်ကြောင်းလည်းသိရပါတယ်။ KNU ကမတ်လ April နဲ့အခုမေလအတွင်းမှာထိုင်းမြန်မာနယ်စပ်အနီးကစစ်ရှုံးကောင်စီရဲ့ပူလူတူကလေဒီတခေါ်ဘီခွီမော်ဖာဒုစကန်တာလက်စကန်မေလစကန် morpho cases scan နဲ့ blood dose scan canelin scan နဲ့ရွှေအေးမြိုင် scan ကိုပါတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရပဲဖြစ်ပါတယ်။လက်ရှိမှာကရင်ပြည်နယ်အတွင်းမြဝတီဖျားသုံးစု concrete ကြုံတို့ဖာပွန်တန်တောင်ဒေသတွေမှာအကျန်းဖတ်ဆစ်ရှိုးကောက်စီတက်နဲ့ canelin မဟာမိတ်တပ်ဖွဲ့တွေအကြတိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေပါတယ်ရှင်။နောက်ထပ်နားဆင်ကြရမယ့်သတင်းကတော့တိုက်ပွဲအပြင်းထန်ဖြစ်ပွားနေတဲ့ရခိုင်ပြည်ကြောက်ဖြူမြို့နယ်ကအမှတ်30နဲ့တိုက်ခိုက်ရေးရဲတပ်ရင်းအနီးမှာရှိတဲ့ နားဖဲတောင်ရွာကိုစစ်ရှုံးကောင်စီကလက်လွတ်လိုက်ရပြီးတဲ့နောက်အရခတ်တက်တော်အေးကထိန်းချုပ်လိုက်ပြီးဖြစ်တယ်လို့စစ်ရေးသတင်းရင်းမြစ်အုပ်ကနေသိရပါတယ်။အမှတ်30နဲ့ရဲတပ်ရင်းနဲ့နီနီကက်ကက်မှာတိုက်ပွဲဖြစ်နေတာတပတ်လောက်ရှိပြီ။အဓိကနားဖဲတောင်နဲ့ကျန်းစစ်ကေကြားမှာဖြစ်နေတာနားဖဲတောင်ကစစ်ရှုံးကောင်စီတက်ဆွဲထားတဲ့နေရာတွေကိုတော့ဒီတရက်နေ့ရဲ့အတွင်းမှာအေးကထိန်းချုပ်လိုက်ပြီးလို့သိရတယ်လို့သူကဆက်ပြောပါတယ်။ကြောက်ပြုံမျိုးနဲ့ဂုံးချွင်တိုက်နယ်နားဖဲတောင်ရွာကိုအခုရက်ပိုင်းအတွင်းမှာ အရခတက်တော်အေးကထိ ंछ ုပ်ထားပြီးဖြစ်တယ်လို့ဒေသခံအမျိုးသမီးတအူးကလည်းပြောပါရယ်တက်ဘော်တွေကအရန်ပြင်းနေတယ်လေရင်ကပြစ်တမ်း drone နဲ့ပြစ်တမ်းတွေဆူညံ့နေတယ် navy ကလည်းလက်နက်ကြီးနဲ့ထူတယ်အေးကလည်းနှောက်ဆုပ်ဘူးပြန်တိုက်တယ်အခုနန်းဘဲတောင်ကိုအေးကရသွားပြီလို့ကြားတယ်လို့သူမကဆက်ပြောပါရယ်စစ်ရုံးကောက်စီကြပ်ပတ်မှာရဲတပ်ရင်းအနီးမှာရှိတဲ့ပြိုင်းစစ်ကေရွာနဲ့ရဲတပ်ရင်းဘက်ကိုနှောက်ဆုပ်နေကြပြီလက်ရှိမှာရဲတပ်ရင်းနဲ့အနီးဆုံးဖြစ်တဲ့ပြိုင်းစစ်ကေရွာအနီးမှာ စစ်ရှုံးကောင်စီနဲ့အေအေတို့တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့သိရပါတယ်ရှင်။နောက်ထပ်နားဆင်ကြရမယ့်သတင်းကတော့ရန်ကုန်မှာရှိတဲ့ဘင်္ဂလားဒေ့ရှ်တန်ယုံကမြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်တန်အမတ်ကြီးနဲ့စစ်တမ်းမှုပုံမှုကြောတို့ကိုဘင်္ဂလားဒေ့ရှ်အစိုးရကပြန်လည်ခေါ်ယူလိုက်ကြောင်းဘင်္ဂလားဒေ့ရှ်နိုင်ငံသားရဲ့ဝင်ကြီးဌာနကမေလ29ရက်နေ့မှာအတည်ပြုချုပ်ပြန်တယ်လို့ဘင်္ဂလားဒေ့ရှ်သတင်းဌာနတွေမှာဖော်ပြထားပါတယ်။ဘင်္ဂလားဒေ့ရှ်အစိုးရကမြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်နိုင်ငံသားအမတ်ကြီးကို ်ဘင်္ဂလားဒေ့ရှ်နိုင်ငံဓာကာကိုချက်ချင်းပြန်လည်ခေါ်ယူလိုက်ကြောင်းတာအမတ်ကြီးဟာ2023ခုနှစ်စက်တင်ဘာလမှာမြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်တာအမတ်ကြီးအဖြစ်စတင်တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်ကြောင်းလက်တလောမှာနိုင်ငံအခြားစက်တင်ဘာအရေးတင်းမာမှုတွေကြောင့်ပြန်လည်ခေါ်ယူခြင်းဖြစ်ကြောင်းလည်းသိရှိရပါတယ်တပ်တမန်တရင်ရင်းမြစ်တွေရဲ့အဆိုအရရခိုင်ပြည်နယ်မှာနယ်မြေစိုးမမှုချုပ်ကင်ထားတဲ့အေအေအရခတ်တတော်နဲ့ဘင်္ဂလားဒေ့ရှ်အဆိုအရတာဝန်ရှိသူတွေအကြားဆက်ဆံရေးရှိနေတာကို စစ်ကောင်စီကကန့်ကောက်ခဲ့ပြီးတဲ့နောက်အခုလိုတန်အမတ်ကြီးကိုဘင်္ဂလားဒေ့ရှ်အစိုးရကပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်ပါတယ်။အတန်းဖတ်စစ်ကောင်ဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်ရှုပ်ကောင်စီကတန်တမန်ရေးအရဘင်္ဂလားဒေ့ရှ်ကိုတရားဝင်ကန့်ကွက်စာပေးဖို့ခဲ့ကြောင်းလည်းသိရှိရပါတယ်။ဒါပြင် အခုမေလအစောပိုင်းရန်ကုန်မြို့မှာရှိတဲ့ဘင်္ဂလားဒေ့ရှ်တန်ယုံကစစ်တမ်းမှုဘုံမှုကြော့ကိုလည်းဘင်္ဂလားဒေ့ရှ်အစိုးရကပြန်လည်ခေါ်ယူချပြီဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ နောက်ထပ်သတင်းဒီပုံအနေနဲ့ကချင်လွတ်မြောက်ရေးကျမတော် KIA နဲ့နေပြည်တော်ဆိုင်ရာပြဿနာတွေကြောင့်မြေပြင်ကျပ်ဖွဲ့ဝင်တွေကြောင့်မကြာခဏထိတွေ့ပြိပခါတွေရှိနေပေမဲ့လည်းမြန်မာတနိုင်ငံလုံးလွတ်မြောက်ရေးအတွက် KIA နဲ့ဆက်လက်ပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့တအန်းတက် TNL ကပြောလိုက်ပါတယ်။မနေ့ကမေလ28ရက်နေ့က TNL တွဲဖက်အထွေထွေအတွင်းရေးမှုပုံမူကြီးကြားပန့်လာနဲ့သတင်းမီဒီယာတွေတွေ့ဆုံချိန်မှာ KIA နဲ့ဆက်ဆံရေးကို မေးမြန်းရမှာပုံမူကြီးကြားပန့်လာကအခုလိုပြောဆိုလိုက်တာပါ။ မဟာမိတ် KIO နဲ့ကျွန်တော်တို့တောက်လျှောက်ဖြည့်ရှင်းမှုတွေရှိပါတယ်။ပုံမှန်တွဲဆောင်မှုတွေလည်းရှိတယ်။ပြီးတော့အခြေခံထားတဲ့မဟာမိတ်စာချုပ်တွေလည်းသုံးခုလောက်ရှိပါတယ်။အဲ့ဒီမှာတော်တော်လေးပြည့်စုံလာပါတယ်။ဒါက2023မေလလောက်ထိရှိခဲ့တာပေါ့နော်။2024-2025မှာဖြစ်ပေါ်လာတဲ့ဒီပွတ်တိုက်မှုတွေအပေါ်မှာဘယ်လိုမျိုးဆက်လက်ပြီးမှလက်တွဲမလဲ။အလိုဆက်လက်ပြီးမှတနိုင်ကလုံးတော်လိုင်းရေးတွေကိုပူပေါင်းဆောင်ရွက်မလဲဆိုတဲ့ဟာမှာကျွန်တော်တို့အများကြီးပူပေါင်းဆောင်ရွက်ရမယ်ကျွန်တော်တို့ဒေတာတစ်ခုတည်းပဲလွတ်မြောက်နေလို့မရဘူး မဟာမိတ်ဒေတာလည်းလွတ်မြောက်ဖို့လိုအပ်တယ်။ထို့နည်းတူစွာပဲတနိုင်ငံလုံးမှာရှိတဲ့လူမျိုးတွေရဲ့လွတ်မြောက်မှုလိုအပ်ပါတယ်။အဲ့ဒါမှသာလျှင်ကျွန်တော်တို့တွေရဲ့လွတ်မြောက်မှုအာမခံချက်ရှိမှဖြစ်ပါတယ်။မဟုတ်ဘူးဆိုရင်တော့ကျွန်တော်တို့တွေရတဲ့လွတ်မြောက်မှုဒီခဏတာပဲဖြစ်ပါလိမ့်မယ်လို့သူကပြောပါတယ်။ KIO နဲ့ TNL တို့ကြာပတ်တိုင်မှုဖြစ်ပွားလာရခြင်းကအာနာသိမှုရဲ့အဆက်ဆက်ကြောင့်နိုင်ငံရေးယဉ်ကျေးမှုပြတ်သုံးခြင်းနဲ့ပျောက်ဆုံးသွားခြင်းတို့ကြောင့်ဖြစ်ပွားလာရခြင်းဖြစ်တယ်လို့မမူကြီးတားပန်လာကဆက်လက်ပြောဆိုပါတယ်။ လူမျိုးတွေလွတ်မြောက်မှုမှသည်ဒေတာလွတ်မြောက်ရေးဒေတာလွတ်မြောက်မှုမှသည်တိုင်းနိုင်ငံလုံးလွတ်မြောက်ရေးဦးတည်ပြီးမှစဉ်းစားလုပ်နေတာမျိုးဖြစ်တယ်။ဒါပေမဲ့အာဏာသိမ်းမှုအဆက်ဆက်ကြောင့်နိုင်ငံရေးယဉ်ကျေးမှုကပြတ်သုံးသွားတယ်၊ပျောက်ဆုံးသွားတယ်။အခက်အခဲတွေအဆင်မပြေမှုတွေဖြစ်လာတယ်။ဖြစ်လာပြီဆိုရင်တွဲဆောင်ရမယ့်နေရာဖြည့်ရှင်းရမယ့် platform ရှိမနေတဲ့အတွက်ပြဿနာတွေကကြီးထွားပြီးကြီးထွားလာတယ်။ပြဿနာတွေထပ်ဆင်းပြီးမှဖြည့်ရှင်းရတာနည်းနည်းခက်ခဲသွားတဲ့ပုံစံမျိုးတွေဖြစ်ပါတယ်လို့သူကဆက်လက်ပြောဆိုပါတယ်။ KIO နဲ့ TNL ဒေတာတွေလွတ်မြောက်မှုကဒီတနိုင်ကလေးလွတ်မြောက်ရေးအတွက်ဘလို့ပူပေါင်းဆောင်ရွက်ကြမယ်ဆိုတာကိုလည်းဆွေးနွေးအဖြေရှာနေကြတယ်လို့ဗိုလ်မှူးကြီးကြားပန်လာကပြောဆိုပါတယ်။တနိုင်ကလေးနှစ်ဖက်ဒေတာစလုံးလွတ်မြောက်ရမယ်။အဲ့ဒါမှသာလေဒီလွတ်မြောက်မှုကအာမခံချက်ရှိမှာပါ။နောက်နောက်ဒါမျိုးပြဿနာတွေမဖြစ်တော့ဘူးပေါ့လေ။ KIO နဲ့အခုတော့အာဏာနှစ်ခုထားရှိပါတယ်။တစ်ခုကလလောဆယ်ဖြစ်ပွားနေတဲ့ရေပြင်ပြဿနာတွေကိုဆက်လက်ပြီးတော့မှမဖြစ်ပွားအောင် ဆက်လက်ပြီးတော့မှမကြီးထွားအောင်ဘယ်လိုမျိုးညှိနှိုင်းကြမလဲဘယ်လိုမျိုးပူးပေါင်းဆောင်ရွက်ကြမလဲဆိုတာမျိုးကိုဆွေးနွေးရမှာဖြစ်တယ်လို့ကျွန်တော်တို့အနာဂတ်မှာဆိုရင်ကျန်တိုင်းကလုံးလွတ်မြောက်အောင်နဖက်ဒေတာမှာရှိတဲ့လူလူရောနေမြေတွေရောလွတ်မြောက်လာအောင်ကျွန်တော်တို့နဖွဲ့အနေနဲ့မဟာမိတ်နဖွဲ့အနေနဲ့ဘယ်လိုမျိုးပူးပေါင်းဆောင်ရွက်ရမလဲအမြန်ဆုံးအနာရှင်စနစ်အောက်ကလွတ်မြောက်အောင်လုပ်ရမလဲဆိုတာမျိုးကိုဥတီထားပြီးမှဆွေးနွေးကြရမှာဖြစ်ပါတယ်လို့သူကဆက်လက်ပြောဆိုပါတယ်ရှင် ဒီကနေ့နေ့လည်ခင်းရဲ့နောက်ဆုံးသတင်းတပုံးအနေနဲ့စကိုင်းတိုင်းမိုးရွာမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကစစ်မှုထမ်းတပ်သားတင်အူလက်နက်ခဲယမ်းတွေနဲ့အတူအလင်းဝင်လာခဲ့တယ်လို့တော်လိုင်းရေးသတင်းရင်းမြစ်တစ်ခုဖြစ်တဲ့ဒို့ရေး channel အတွင်းရမှုမှတ်ရွေသူကပြောလာပါတယ်မေလာ28ရက်နေ့စကိုင်းတိုင်းမိုးရွာမြို့အခြေဆိုင်စစ်မှုထမ်းတပ်သားနှစ်ဦးဟာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံကို အလင်းဝင်လို့တယ်လို့ဆက်သွယ်လာတာကြောင့်ဤဆက်ရပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံဆက်သွယ်ပေးခဲ့ရမှာအမေဝါအမျိုးအစားတနက်နယ်လေ 36ဖင်းပုံးနှလုံးနေမိုင်းနှလုံး9.56ကြည်အတောက်အနေရာတို့နဲ့အတူရောက်ရှိလာခဲ့တာပါအလင်းဝင်တာကိုဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ခေါ်ထုတ်ပြီးပါပြီဒါပေမဲ့လက်နက်ခေယံတွေပါလာတော့စုငွေချင်းမြင့်ရမှာစုငွေချင်းမြင့်နိုင်မှုအလူရှာနေတယ်လက်ရှိတပ်ဖွဲ့ကနေတော့ချိတ်ဆက်ပေးထားတဲ့တပ်ဖွဲ့ကနေလိုအပ်တာကူညီပေးထားတယ်ချိတ်ဆက်ပေးထားတဲ့အဖွဲ့ကလည်းရက်ကျေးပကဖားဆိုတော့ငွေကျေးအခက်အခဲရှိတယ်သူတို့လုံလုံချုံချုံနဲ့အ мян ဆုံးထွက်ရဖို့ အမြန်ဆုံးလိုက်ထိတ်ပေးထားတာပါသူတို့ကတော့ပကဖထဲကနေဆက်ပြီးတော်လိုင်းရေးလုပ်နေမယ်လို့ပြောပါတယ်လို့တို့ရေး channel အတွင်းရေးမှုမရွှေကျူကပြောပါတယ်အလင်းဝင်ရောက်ခဲ့သူစစ်မှုထမ်းတပ်သားနှစ်ဦးဟာစစ်ရှုံးကောင်စီတပ်ကပေါ်တာဆွဲဖမ်းဆီးကစစ်မှုထမ်းတပ်သားအဖြစ်စုဆောင်းခံရသူတွေဖြစ်ပြီးပေါ်တာဆွဲခံရစဉ်ကတည်းကထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့အောင်မြင်မှုမရရှိခဲ့ပါဘူးဒါကြောင့်စစ်မှုထမ်းအပတ်စဉ်ရှစ်ကိုတက်ရောက်ခဲ့ရပြီး င်နန်းဆင်းပြီးတဲ့နောက်မုံရွာမြို့အနောက်မြောက်တိုင်းစစ်ထနာချုပ်ကိုပို့ဆောင်ခံခဲ့ရကအလင်းဝင်ရောက်လာချိန်အထိစစ်တပ်အတွင်း9လကျော်တာဝန်ထမ်းဆောင်ပေးခဲ့ရတယ်လို့သိရှိရပါတယ်ရှင်။ဒီကနေ့နေ့လည်းခရင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါရှင်။ပြည်သူများအားလုံးစေရောကိုပါကျမ်းမာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုးလက်အောက်မှအမြန်ဆုံးလွတ်မြောက်ကြပါစေလို့ဆုမကောင်းကြောင်းလိုက်ရပါတယ်ရှင်။